ဆိုဒီနေ့တင်ဆက်ပေးမယ်မျှဝေမယ်ဖတ်ပြသွားမယ်ဒီ topic ကစီးပွားရေးအမော့မှာနိုင်ငံရေးရတောင်းဝင် ရှိမရှိဆိုရဲ topic လေးပဲဖြစ်ပါတယ်ဆိုတော့ဒီစာအုပ်ကဆရာမောင်စူးစမ်းကဗတ်စီးပွားရေးမြင်ကွင်း2008ပေါ့နော်ဒါ2008ကဗတ်စီးပွားရေးမြင်ကွင်း2008ကဗတ်စီးပွားရေးပြက်ကတ်ဂိမ်းပေါ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့မှရေးထားတဲ့စာအုပ်လေးဖြစ်ပါတယ် တော့အခုကျွန်တော်တို့စီးပွားရေးအပေါ်မှာ နိုင်ငံရေးဆိုတာကတာဝန်ရှိမရှိဆိုရယ်အကြောင်းလေးကိုစလိုက်ကြပါမယ်။ဆိုင်းအမေရိကန်စီးပွားရေးက recession တိုင်းဆုပ်ယုပ်ကျဆင်းမှုတွေမှာဝင်ဆိုင်ဆင်းသွားတဲ့အခါမှာအပြစ်တွေအမျိုးမျိုးတင်ကြရယ်ပထမ နိုင်ငံရေးစနစ်ကို အပြစ်တင်တယ်ဒုတိယကကုမ္ပဏီတွေကို အပြစ်တင်တယ်တတိယကစီးပွားရေးခုထုံးတဲ့ policy တွေပေါ်မှာအပြစ်တင်ကြတယ်။စီးပွားရေးနဲ့နိုင်ငံရေးတို့ကအမွှာညီနောင်တစ်ဖွဲ့ဆက်ဆက်နေတော့လေတခုခါမှာတော့တချို့နေရာတွေမှာကအခြေအဆက်တွေပြတ်တောက်သွားပါတယ်။နိုင်ငံရေးအခြေအနေတို့ကစီးပွားရေးအကြောင်းအရင်းဖြစ်ချင်မှလေဖြစ်မယ်။စီးပွားရေးအခြေအနေတပားကသူနဲ့သက်ဆိုင်ရာစီးပွားရေးအကြောင်းတရားတို့ကြောင့်သာဖြစ်ရတယ်။နိုင်ငံရေးနဲ့ဘာမှမဆိုင်ပါဘူး။ တချို့သောနိုင်ငံတွေမှာတော့စီးပွားရေးနဲ့နိုင်ငံရေးက အလွန်ဆက်ဆက်နေပါတယ်စီးပွားရေးအခြေအနေ ဆိုးရွားလာတဲ့ဒီမှာနိုင်ငံရေးစနစ်ကြောင့်နိုင်ငံရေးအခြေအနေကြောင့်လို့ပြောရမှာပေါ့ဒီအချက်ကဂျပန်စီးပွားရေးနဲ့နိုင်ငံရေးပုံစံကိုတက်တည်ပြနိုင်တယ်ဗျာဂျပန်မှာ1990ပြည်နေတဲ့ခေါက်ကအစုရှယ်ယာဈေးတန်းတွေထောင်တက်ခဲ့တယ်အိမ်ချမ်းမြေဈေးကွက်တွေလည်းထောင်တက်ခဲ့တယ်စတော့တွေလည်းဘူပေါင်းလိုပဲ လုံးဝစတော့တွေကဖြစ်ထွန်းခဲ့တယ် တို့ရာမှာ1990ခုနှစ်ပြည့်မှာဒီလိုမျိုးဘူပေါင်းတွေကအမြင့်ဆုံးအထိရောက်ပြီးတဲ့နောက်မှာတော့ပေါက်ပြဲထွက်ကုန်ကြပါတယ်အဲ့တော့ဘူပေါင်းလေးဒီလိုပေါ်လာခြင်းကိုဘုံဟုခေါ်ပါတယ်။ဒါကိုစီးပွားရေးအတက်အကျကိုကြည့်ပြီးတော့မှဘုံဘတ်ဘူပေါင်းဆန်းပွင့်ဖြစ်လိုက်ပေါက်ပြဲလိုက်တလဲစီဆက်ဝင်းတံဖြစ်ကြည်လာကြပါတယ်တဲ့။အောက်လွတ်တော်ဂျပန်မှာဒီလိုဘူပေါင်းဘုံက1990ပြည့်နှစ်မှာ အထုတ်အထိတ်ကိုရောက်ပြီးတဲ့နောက်မှာပဲအခြေအနေတော်တော်လေးဆိုးရွားပြီးအကုန်လုံးပေါက်ပြဲပြီးပြန်ပြီးတော့ဆုတ်ပြတ်ခဲ့တယ် stock ခရာဈေးနှန်းတွေကတိုက်ဒီအိမ်ချမ်းမြေဈေးကွက်တွေထိုးပြီးတော့ကြာဆင်းကုန်ကြတယ်ပေါ့ဗျာဒီလိုဘူပေါင်းပေါက်ပြဲခြင်းကို ဘတ်ဖြစ်တယ်လို့ခေါ်တယ်။ဂျပန်ကလည်းဒီလိုဘူပေါင်းပေါက်ပြဲတာကို72နှစ်ကြာမှပြန်ပြီးတော့မှနလန်ထူနိုင်ခဲ့တယ်ဗျာ။ဒီလိုဂျပန်ကနေပြီးတော့ရခင်ကအဲ့လိုမျိုးအထွတ်ထိပ်အထိအမြင့်ဆုံးအထိရောက်ခဲ့တဲ့အဆင့်ကိုပြန်ပြီးတော့မှဒီ stock share ဈေးကွက်တွေကပြန်မမီခဲ့ပါဘူးတဲ့။ဂျပန်ကဒုတိယအင်အားအကြီးဆုံးစီးပွားရေးဖြစ်ခဲ့တယ်။ဒီလိုဘုန်းနဲ့ဘတ်ကိုလည်းဂျပန်အနေနဲ့ကြုံခဲ့တယ်။အမြင့်ဆုံးအထိကိုရောက်ခဲ့ပြီးတော့မှအစိုးဆုံးအချိန်ကြီးဆုတ်ယုတ်သွားတာပေါ့။ ြောချင်တာပါ born and back ဆိုတာကပြန်လဲနလန်ထတယ်တဲ့တိုးတော့ဂျပန်စီးပွားရေးကတပုတ်ဦးလိုပဲရှုပ်ပွားနေခဲ့တယ်မတ်စုလိုလည်းပြောကြတယ်ဒီစီးပွားရေးအရှုပ်အတွက်ကိုဘသူကိုအပြစ်တင်လဲလို့မေးခွန်းပေါ်လာတယ်နိုင်ငံရေးစနစ်ကိုအပြစ်တင်လာကြတယ်ဂျပန်နိုင်ငံရေးစနစ်ကပါတီစုံနိုင်ငံရေးစနစ်ဖြစ်နေတော့လဲဂျပန်ဘက်ကနေပြီးတော့ဒီပါတီကရာစုတစ်နှစ်တဝက်လောက်တာအာနာရတော့စနစ်ဖြစ်နေပြန်တယ်တဲ့ တပါတီကလည်းအာနာယစနစ်ကဂျပန်ရဲ့စီးပွားရေးစနစ်ကို အရှုပ်အပွားကြီးမေးဒီလိုမွေးထုတ်လိုက်တယ်ဒီလိုအရှုပ်ဖွားကြီးကို ဖုံးဖိပေးဖို့အတွက်ဒီလိုစီးပွားရေးအရှုပ်တော်ပုံကြီးကို ဖြည့်ရှင်းပေးဖို့စွမ်းနဲ့ဒီစွမ်းဒီအစွမ်းရင်လည်းမရှိတော့ဘူးပေါ့နော်စွမ်းပကမရှိဘူးဒီလိုစီးပွားရေးအရှုပ်တော်ပုံကြီးဖြစ်လာတဲ့အချိန်မှာမဖြက်စီးပစ်ပဲနဲ့တော့မဟုတ်မသိမ်းစီးပဲနဲ့ ဖြာအောက်မှာရွှေထားလို့ဟူသောမိကွန်းနေမေးပြောမှာစိန်ခေါ်ကြည့်နေကြသေးတယ်ဒီလိုအတွင်းမှာပဲဂျပန်နိုင်ငံရေးကတမျိုးတစ်ပုံ ပြောင်းလဲသွားခဲ့ဂျပန်နိုင်ငံရေးကဒီလိုစီနစ်လွတ်တော်နဲ့အောက်လွတ်တော်တို့ဆိုပြီးတော့မှလွတ်တော်နှစ်ရက်ရှိတယ်မကြာမီကလည်းဒီလိုလွတ်တော်တွေအတိုက်ခံဒီမိုကရက်တစ်ပါတီကအနိုင်ရပြီးတော့မှစိုးမိုးလိုက်ကြတယ်အောက်လွတ်တော်မှာ အာဏာရတဲ့ဒီ LGBT ကတဲ့ ဆိုးမိုးတယ်စီးနိုင်မှာတော့တိုက်ခံပါတီကဆိုးမိုးပြီးတော့မှဥပဒေကိုအာဏာနှစ်ချမ်းကွဲသွားတယ်ဂျပန်မှာအဲ့တော့ဘာတွေဆက်ဖြစ်လဲဆိုတော့ဒီလိုဖြစ်ထွန်းမှုအစ်စ်တွေကတပါတီကိုအာဏာအလုံးစုံရတဲ့အခြေအနေကနေပြီးတော့မှထစ်ထစ်ရွှေ့သွားခြင်းမှုတွေတုံးတက်လာပါတယ်တပါတပါတီတွေကလည်းကြိုက်တယ်လို့လို့မရတော့တာကမှန်နေတယ်တဲ့ဒီအခြေအနေကိုဝေဖန်မှုတွေပေါ်လာကြတယ်အောက်လွတ်တော်နဲ့အထက်လွတ်တော်မှာ ပါတီတမျိုးစီကစိုးမိုးချုပ်ကင်လာကြတယ်။မြ мян ဆန်းဆန်းဆောင်ရွက်เสียရရှိရတွေအကုန်လုံးကိုလိတ်ခနဲတဲဖြစ်ကုန်ကြတယ်လို့ပြောရမှာပေါ့။အာနာပါတီရကြရနေတင်ဓမြဥပဒေကျမ်းတို့အထက်လွတ်တော်ကိုစိုးမိုးထားတဲ့အတိုက်ခံတို့ကန့်ကွက်ပယ်ချတည်နေတောမရောက်တောင်မရောက်တွေအကုန်လုံးဖြစ်ကုန်ကြတယ်။ဒါဂျပန်မှာနော်။စီးပွားရေးတွေကတောင်ရောက်ချင်တယ်လို့လည်းရောက်ကြတယ်။မရောက်ရောက်ချင်တယ်လို့လည်းရောက်ကြမယ်။တောင်မရောက်မရောက်မရောက်အခြေအနေတွေကိုလည်းကြုံကြရတယ်။ မကောင်းဘူးလို့ဝေဖန်သူတွေလည်းပေါ်လာကြတယ်ဒီလိုအဖြစ်နိုင်ငံရေးမှာတစ်ဖက်နဲ့တစ်ဖက်မဲတင်မဲတွေပေးကြတယ်ဒီလိုညှိထိန်ကြတယ်ဒီလိုတွေပေါ်လာတယ်ဆိုတာကမင်္ဂလာတပါးလို့ထင်မြင်ကြတယ်ဗျာအောက်လွတ်တော်မှာတော့အာနာအာနာယပါတီစိုးမိုးတယ်အထက်လွတ်တော်မှာအတိုက်ခံစိုးမိုးတယ်ဒီလိုဒီလိုမျိုးတွေဖြစ်ပေါ်လာခြင်းကြောင့်အခြေအနေတွေမကြာခဏ ဒါဘာရီဆက်ဖြစ်လဲဆိုတော့ရွေးကောက်ပွဲမှာဒီရွေးကောက်ပွဲကိုမကြာခဏကျင်းပပြုလုပ်ရတယ်ဒီလိုရွေးကောက်ပွဲတွေပြဿနာကိုဖြေမရှင်းပေးပဲနဲ့ရှုပ်ရှုပ်ထွေးထွေးကစင်ကလျားဖြစ်တဲ့အရာတွေကိုမွေးထုတ်ပေးလိုက်မယ်လို့လဲဝေဖန်မှုတွေပေါ်လာကြသေးတယ်ဒီလိုဝေဖန်တဲ့ကြားတွေကနေလက်ရှိအခြေအနေရဲ့အလုတ်ဖြစ်နေတဲ့သူကအများစုဖြစ်နေကြအောင်တွေးရှိရတယ် ရွေးကောက်ပွဲတွေပြည်စုံနေတဲ့အဖြစ်မဟုတ်တဲ့တိုင်အောင်တစုံတရာအပြောင်းလဲကိုငွေထုတ်ခဲ့တယ်။ reform ပြုတ်ပြင်ပြန်လဲပြောင်းလဲမှုတွေကိုဒီလိုမျိုးလှုပ်ဖို့တွန့်နေမှုကိုလှုပ်ခါဖြစ်နိုင်တယ်လို့လဲထောက်ပြခဲ့သေးတယ်။အင်အားတိုင်းပုံနဲ့ ဂျပန်စီးပွားရေးကလေအမေရိကန်စီးပွားရေးအမော့ဆိုင်လာခြင်းကိုဟုတ်တိပတ်တိမကူညီနိုင်ပဲဖြစ်နေတယ်။ဒါဖြစ်နိုင်ငံတနိုင်ငံနဲ့တနိုင်ငံမှာစီးပွားရေးအင်အားတွေတောက်တင်းမှုရှိမရှိကိုအခြားနိုင်ငံတို့ကဒုက္ခရောက်ရင်ကူညီနိုင်စွမ်းရှိမရှိဆိုတာကိုတိုင်းတာကြည့်လာတယ်။ဖွံ့ဖြိုးပြီးတဲ့နိုင်ငံတွေကလည်းအင်အားတောက်တင်းတဲ့တောက်တင်းမှုတွေကိုအမော့ဆိုင်အကြက်ရိုက်နေတယ်။အမေရိကန်စီးပွားရေးကအကူအညီပေးနိုင်မလား။ဒီလိုမေးခွန်းတွေကိုလည်းမေးပြီးတော့အပြေရှာတယ်။ဒီနေရာမှာ ဘလို့ဖြစ်လာလဲဆိုတော့ဖွံ့ဖြိုးပြီးနိုင်ငံတို့ဖြစ်စီဖွံ့ဖြိုးဆဲနိုင်ငံတို့ဖြစ်စီအမေရိကန်စီးပွားရေးအပေါ်မှာမိခိုအားထားနေရတာကဘလောက်ကြီးအတွဲပြုတ်နေကြောင်းဟူသောအချက်ကိုကြည်လာကြတယ်အမေရိကန်စီးပွားရေးကအတွဲမပြုတ်နိုင်သေးတဲ့နိုင်ငံရေးတို့အမေရိကန်စီးပွားရေးကအမောဆိုင်နေခြင်းကိုကုညီရန်တောင်းဝင်ရှိနေတယ်တဲ့ဂျပန်ကလည်းအမေရိကန်စီးပွားရေး နဲ့အတွဲမဖြုတ်နိုင်ဘူးလက်တွဲမဖြုတ်နိုင်ဘူးပေါ့ဗျာအမေရိကန်စီးပွားရေးအမော့ကိုဂျပန်ဟုတ်ဒီပတ်တီဝင်ပြီးမကူညီနိုင်ပဲလဲဖြစ်နေတယ်ဒီလိုဖြစ်တယ်ဆိုတာဂျပန်နိုင်ငံရေးစနစ်ကြောင့်ဖြစ်တယ်ဂျပန်ကုမ္ပဏီတချို့ကြောင့်လည်းဖြစ်တယ်ဂျပန်မဲဆန္ဒရှင်လူတချို့ကြောင့်ဖြစ်တယ်လို့လည်းအပြစ်ဖို့လာကြတယ်ဂျပန်မဲဆန္ဒရှင်လူထုတွေက ကိုရက်ရွာမှာတရားလမ်းဒီလိုရေးပေါ်အတွက်ဝနိုင်ငံရေးသမားတွေကိုမျော်လင့်နေကြတယ် ကိုရက်ရွာအကျိုးရေတိုကြည့်ပြီးမဲထဲတဲ့ဖြစ်ရေရှည်တိုင်းပြည်အကျိုးမကြည့်ရရောက်နေကြတယ်ဒီသဘောကမအောင်မြင်တဲ့နိုင်ငံရေးသဘောကိုဖြစ်စေတယ်ဟိုပြောကြတာပေါ့နော်ကုမ္ပဏီကလည်းအလားတူရေတိုအကျိုးကိုကြည့်ပြီးနိုင်ငံရေးပါတီကိုကူညီပေးတယ်ဂျပန်နိုင်ငံရေးစနစ်ကအရှုပ်အထွေးတွေကိုဝိုင်းပြီးတော့ဖုံးဖိပေးတယ်လို့မျိုးဖြစ်နေတယ်လို့ထောက်ပြကြတယ်စီးပွားရေးကြဆင်းမှုမှာနိုင်ငံရေးကဘယ်လောက်ထိတောင်းဝင်ရှိနေတယ်လဲဆိုတာကိုရှာဖွေတဲ့အလုပ်ကခေတ်စားလာကြပါတော့တယ် ချိတ်ဆက်မှုခစ်တဲ့ဘဲအသင်းဘဲအသင်းထိခိုက်ဒဏ်ရာရတဲ့။ Okay ဒီအကြောင်းလေးကိုလည်းဆက်လိုက်ကြပါမယ်။ထိခိုက်မှုဒဏ်ရာရမှုနှစ်ပါးဖြစ်ခဲ့တယ်။တီထွင်ဖန်တီးမှုဖြက်စီးမှုအကြောင်းကစာရေးသူမကြာခဏရေးသားမှုပါတယ်ဒီဟာတွေကို။ ။ဘာလဲဆိုတော့အဟောင်းအဟောင်းတို့ကိုလည်းဖြန့်ဖြူးတယ်အစ်စ်စ်ကိုလည်းဖန်တီးကြတယ်။အဟောင်းကို ပြိုလျာအစ်စ်များကိုပေါ်လက်တံဟုဆိုသောဆိုရိုးစကားကတီထွင်ဖန်တီးသောဖြက်စီးမှုဟုဆိုသောသဘောတရားကိုထင်ဟပ်ပါတယ်တဲ့။အဲ့တော့အဟောင်းတစ်ခုဖြက်စီးခံရတဲ့အချိန်မှာဝုံးကနေပြိုသွားတဲ့ပုံစံမျိုးလေးဖြစ်နိုင်တယ် ပြိုမှန်းမသိပြိုသွားတဲ့ပုံစံတန်မျိုးလည်းဖြစ်နိုင်တယ်ဘာမှတုံးမရပဲနဲ့ချစ်ချင်းဟောင်းသွားတဲ့ပုံစံတန်မျိုးလည်းဖြစ်နိုင်တယ်ချစ်ချင်းမဟောင်းပဲပေါ်လာတဲ့အစ်စ်ပုံစံတန်ကတယောတော့ပါပင်ပန်းတကြီးလိုက်မိတော့အခါပြေးလွားတဲ့ပုံစံမျိုးဖြစ်နေနိုင်တယ်တဲ့မိသူပင်ဖြစ်စေတဲ့ဘလို့ပဲပြိုလဲတော့သွား ဟောင်းနှံသွားတဲ့အရာတို့ကိုထိခိုက်ဒဏ်ရာရခြင်းအဖြစ်မှတ်ယူနိုင်တယ်။အင်တာနက်အွန်လိုင်းတွေလည်းပေါ်လာတယ်၊ဝက်ဘ်ဆိုက်တွေလည်းပေါ်လာတယ်။သို့တော့ဒီနေရာမှာဒီလိုအင်တာနက်ဝက်ဘ်ဆိုက်တွေအွန်လိုင်းပေါ်လာတဲ့ဖြစ်ချက်ချင်းထိခိုက်ဒဏ်ရာရသွားတဲ့အရာနှစ်ခုကတစ်ကပုံနှိပ်ဂျာနယ်လစ်နဲ့နှစ်ကစီမံခန့်ခွဲမှုပညာဖြစ်ပါတယ်။ Print Journalist နဲ့ Management Study တို့ကအင်တာနက်အွန်လိုင်းကြောင့်မတော်တဆထိခိုက်ဒဏ်ရာရသွားတယ် အဲ့ဒါ2008ထဲကဖြစ်နေတာပါအင်တာနက်တွေပေါ်လာတာဖြစ်တဲ့တူအကြောင်း online journal list တွေဆိုပြီးတော့မှ ပေါ်လာတယ်ဒီ online journal list တွေကမြေပြင်ပေါ်မှာရှိတဲ့ပုံနှိပ် journal list တွေကိုအကြီးအကျယ်ဒုက္ခပေးတော့တာပဲပုံနှိပ်မီဒီယာတွေကအင်တာနက် online journal တွေကိုအသေးအလေးရှင်ပြိုင်ကြတယ်ရေရှည်မှာ ပုံနှိပ်မီဒီယာတွေပျောက်မလို့တော့ပဲပြောရတော့မှာပဲဒီလိုဒီအချက်ကြောင့်ပဲ ပုံနှိပ်ဂျာနယ်လစ်တွေထိခိုက်ဒဏ်ရာရသွားတယ်လို့ညွှန်းတာပါခေါင်းဆောင်မှုနဲ့အီးမေးအင်တာနက်ပေါ်လာတာကြောင့်နှစ်ချမ်းကွဲသွားတယ်ရိုးရိုးမြေပေါ် business နဲ့ online business ဆိုပြီးတော့မှနှစ်ချမ်းကွဲသွားတယ်တဲ့ရိုးရိုးမြေပေါ်ကို offline business လို့ခေါ်ကြတယ်စီးပွားရေးစီမံခန့်ခွဲမှုအကြောင်းကဒီလိုမြေပေါ်တို့တင် जा ပို့ချပြီးရဲ့နေရာတမယိုးကြပြီဖြစ်နေတယ် ယခုကြတော့ online ပေါ်မှာပေါ်လာတဲ့အခါမှာ online စီမံခန့်ခွဲမှုအတွက်စီမံခန့်ခွဲမှုကြောင်းတွေအစင်သေးမဖြစ်ဘဲနဲ့အငိုက်မိသွားတယ်။ဒီလိုမြေပေါ်ကစီမံခန့်ခွဲမှုပညာနဲ့ online ပေါ်ကပညာတို့ကအခြေခံချင်းတကယ်တမ်းကျရင်မတူဘူးအနှစ်သာရအဖြစ်လဲအလွန်အလွန်ခြားနားပါတယ်။တမယိုးကြကြည့်ရင်တော့စီမံခန့်ခွဲမှုမှာ ဖောက်ထွက်တဲ့ customer နဲ့ခေါင်းဆောင်မှု leadership တို့ကိုအဓိကထားတယ်ပေါ့ဗျာ online ပေါ်မှာတော့ဒီလိုစီမံခန့်ခွဲမှုမှာ email နဲ့ email လိပ်စာတို့ကအခရာကျနေတယ် email နဲ့ email address တို့ကအဓိကကျနေပြန်တယ်အဓိကအလေးပေးရပုံချင်းမတူတော့ဘူးတင်ရိုးတွေကလည်းတခြားစီဖြစ်လာတယ် internet website ပေါ်ပေါ်ထွန်းလာတာကြောင့်ထိခိုက်ဒဏ်ရာရသွားတယ်အရာနှစ်ပါးကပုံနှိပ်ကြတဲ့ list နဲ့စီမံခန့်ခွဲမှုပညာတို့ဖြစ်တယ်လို့အဆိုရှိလာပါတယ် sorry ဒံရရသွားတဲ့ပညာနှစ်ပါးစလုံးကအင်တာနက်အွန်လိုင်းတို့ကိုကိုယ့်ရဲ့လုပ်ငန်းခွင်မှာလိုက်ရောညှိထွေးအောင်ကြံစပြည့်လုပ်နေကြရပါပြီတဲ့ဓာတ်စီနဲ့ဘက်ထရီတဲ့အွန်လိုင်းဒီလိုမျိုးပေါ်လာပြီးတိကျဖြစ်ထွန်းလာရင်အမိလိုက်ပြီဆိုပြီးတော့ကြုံရုံရှိသေးတယ်ကြံရုံလေးရှိသေးတယ် နော်အင်တာနက် online ကတဘာဝကလေပြောင်းလဲသွားပြန်ပြီတချို့က globalization ကြောင့်ဆိုပြီးတော့ပြောကြသည်တချို့ကလည်း information နဲ့ဆက်သွယ်ရေး technology ကြောင့်လို့ပြောကြသည်ခစ်ကချိတ်ဆက်မှုခစ်ဖြစ်သွားပြီဒါကြောင့်လူတိုင်းချိတ်ဆက်နေပြီလို့ပြောရမှာပေါ့ချိတ်ဆက်မှုဆိုတာအလွန်လွန်မြင့်သွားပြီရခင်ကအင်တာနက်နဲ့ကွန်ပျူတာတို့ချိတ်ဆက်ခြင်းကနေအခြေခံခဲ့တယ်ကွန်ပျူတာနဲ့အင်တာနက်ကိုချိတ်ဆက်မိအောင်ကြိုးပမ်းကြတယ်အခုကြတော့ဒီထက်ပိုပြီးတော့အဆင်မြင့်သွားပါပြီ ဒီလို cell phone နဲ့ internet ကိုချိတ်ဆက်မိရင်ဖြစ်ပါတယ်ဒီ cell phone နဲ့ computer internet တို့ကို တခါအဆင်မြင့်မြင့်နဲ့အသုံးပြုဖို့ချိတ်ဆက်နိုင်ဖို့အခြေခံအဆောက်အအုံဖြစ်တဲ့ကျိုးမဲ့ wireless တွေပါ တခါဖြစ်လာပြန်ပါပြီတဲ့ဒါကြောင့်အခြေခံအဆောက်အအုံနှမျိုးပေါ်လာပါတယ်ပထမရှိရင်ဆွဲဆွဲပြီးရှိရင်ဆွဲလန်းနေတဲ့ဒီပထမရှိရင်ဆွဲအဆက်တွေတို့ကိုအခြေခံအဆောက်အအုံဖြစ်တယ် concrete အခြေခံအဆောက်အအုံတို့ကိုလည်းညှောပါတယ်ယခုဒုတိယအခြေခံအဆောက်အအုံကျိုးမဲ့ wireless အခြေခံအဆောက်အအုံဖြစ်ကုန်တယ်ပေါ့ဗျာ wireless system ကိုပြောချင်တာပါ ယခုပြောနေတဲ့ချိတ်ဆက်မှုခစ်ဆိုတာကကျိုးမဲ့အခြေခံအဆောက်အအုံဗဟုဘုချိတ်ဆက်မှုဖြစ်လာပြီသူပြောချင်တာက wireless system စနစ်ကိုရောက်လာပြီလို့ပြောချင်တာပါဒါ2008ထဲရပါနော်တိတိကျကျပြောရမယ်ဆိုရင် cell phone ကနေ internet ကိုချစ်ချင်းချိတ်ဆက်နိုင်တဲ့ချိတ်ဆက်မှုတွေဒီကို ဖြစ်လာပါပြီဒီလို concrete အခြေဒီလို concrete အခြေခံကအဆောက်အအုံဗဟုဘုဆက်သွယ်ရေးစနစ်ကနေပြီးတော့မှစွမ်းအင် ရေနံဓာတ်ဆီကိုအဓိကအရေးကြီးလာတယ် ်လိုကျိုးမဲ့ဝါလက်အခြေခံဟိုဒီအခြေခံလိုက်တဲ့အချိန်မှာချိတ်ဆက်မှုစနစ်ကဘက်ထရီပိုင်းကပိုပြီးအရေးကြီးလာတာပေါ့ဗျာလူဟာလူညံထက်တာတော့တဲ့ဆဲလ်ဖုန်းနဲ့အင်တာနက်ချိတ်ဆက်မှုခေတ်မှာဆိုင်ယာဆိုင်ယာတက္ကနိုလော်ဂျီပေါ်ပေါက်လာပြီးတော့ဒီထဲမှာကွန်ပျူတာရဲ့သဘာဝကလည်းပြောင်းလဲသွားတယ်ကွန်ပျူတာကလူရဲ့အုံနောက်ကို ချဲ့ထွင်းခြင်းဖြစ်လေလာတယ်လူအခြေခံသဘောတရားနေရာမှာလူအုံနောက်နဲ့တူတဲ့ကွန်ပျူတာတို့ဖန်တီးလာကြတယ်ဒီသဘောတရားကကွန်ပျူတာလူအုံနောက်ကိုမိခွန်နေရတယ်ဗျာနောက်ဆုံးကွန်ပျူတာတို့ကသူ့သူ့ evolution တရားနဲ့ဒီလွတ်လပ်စွာထွက်ပေါ်လာတာကြောင့်ကွန်ပျူတာဉာဏ်ကလူဉာဏ်နဲ့မတူသောဉာဏ် non human like intelligence ဆိုပြီးဖြစ်လာတယ်လူနဲ့တူတဲ့ကွန်ပျူတာဖြစ်တော်လဲလူဉာဏ်တော့မဟုတ်ဘူးတော့ လူညံထက်ပိုညံထက်ဖွယ်ရှိရင်လို့ပြောလာကြတယ်ဒီ cell phone ကလည်း battery ကအလွန်အားကောင်းတယ် internet website တွေကိုလည်းအလွန်လှင်မြန်အောင်ကြည့်နိုင်တယ် computer ကလည်းလူညံထက်ပိုထက်မြတ်သောအခါမှာဒီခေတ်မှာချိတ်ဆက်မှုတွေဖန်တီးမှုတွေကပူးပေါင်းဆောင်ရွက်ချိတ်ဆက်မှုတွေလို့ပြောရတော့မှာပဲလူတိုင်းကဒီချိတ်ဆက်မှုတွေမှာပါဝင်ပတ်သက်နေကြတယ်ပါဝင်ပတ်သက်ပုံကမိမိရဲ့အနှစ်သာရ content ကိုမိမိဘာသာဖန်တီးခြင်းဖြစ်တော့၎င်းချိန်ဆမိသူရဲ့ပူပေါင်းပြီးအနှစ်သာရကို why ဖန်တီးကြဖြစ်တော့၎င်းဒီအတန်သူများကြားရအောင်လုံးကြရတော့မယ်တဲ့ဒီလိုခေချိန်ဆမှုကြွေးကြော်ကြတာကိုကြုတ်ပြောတာကိုကြားရလားလို့ဖြစ်ပါလိမ့်မယ်တဲ့သူများသူများကြားအောင်ကိုကပြောရမယ်သူများစကားကိုလည်းကိုကနားထောင်ရလိမ့်မယ်ဒီလိုပဲခေချိန်ဆမှုတွေဝိသေသနာလိုပဲဆိုရတော့တာပဲဒီလိုဖြစ်လာတာမိတိရေးရမတော်တဆဒဏ်ရာရမည်ဆိုတာကိုမတိနိုင်ဘူးတဲ့ နောက်ဆုံးမိရှင်တောင်ဝင်တန်းနဲ့ပရင်ပေါက်ဖွင့်အဲ့တော့ဒီအကြောင်းအရာလေးကိုကျွန်တော်တို့ဆက်လိုက်ပါမယ်ပရင်ပေါက်ဖွင့်အမေရိကန်စီးပွားရေးအကြက်တဲ၃မျိုးစုံမိတယ်ပထမကအိညာမြေဈေးကရိုင်းလဲပြိုလဲသွားတယ် ဲ့ချိန်မှာဘာရီဖြစ်လဲဆိုတော့အင်ညာမြေဈေးကွက်တွေထိုးကြခြင်းကိုရည်ညွှန်းတာပါဒူရီယာက ချင်းငွေအကြက်တိုက်အကြက်ရိုက်သွားတယ်တတိယက New York Wall Street Corporation အမြင့်ငွေကျဆင်းသွားပြီးတော့မှဒေဝါလီခံတဲ့အချိန်တွေတိုးဆိုက်သွားပါတယ်။အဲ့အချိန်မှာဘိုးဘန်တွေရဲ့နီးညာနှစ်နီးဖြစ်နေဝင်ရောက်ဆွတ်ဖက်လာတယ်။တနီးကိုဖြည့်ရှင်းပေးဖို့အဲ့ဒါအတိုးနှုံးတွေကိုရှော့ချခဲ့တာ။အခုနောက်ဆုံးအချိန်မှာအမေရိကန်ဘိုးဘန်ရဲ့အတိုးနှုံးကို2.2ရာခိုင်နှုန်းအထိရှော့ချပလိုက်တယ်။ အဲ့တော့အခုလေအမေရိကန်စီးပွားရေးတိုးနှုန်းကိုရှော့ချနေပါပြီเนาะ2025မှာဘူဘန်ကမိမိရဲ့မိမိရဲ့ပေါ့เนาะဒီလိုပရင်းပေါက်ပေါ့เนาะ discount window ကိုရင်းနှီးမြှုပ်နှံမှုဘန်ကိုအတူအဖွင့်ပေးလိုက်တယ် discount ပရင်းပေါက်ဆိုတာကဘူဘန်ဘန်တိုက်တရားအရေးပေါ်ငွေထုတ်ချေးခြင်းဖြစ်ပါတယ်တဲ့ဘန်လို့ဆိုရမှာနှစ်မျိုးရှိရယ်ဥတန်းရောင်းဝယ်ရေးဘန်ကော်မရှင်ဘန်နဲ့ရင်းနှီးမြှုပ်နှံမှု investment ဘန်လို့ဖြစ်ကြတယ်မူလကဘူဘန်ကော်မရှယ်ဘန်ဟိုတာငွေချေးတယ် ်ရင်းနှီးမြှုပ်နှံမှုဘဏ်ငွေမချီဘူးဘဟုဘဏ်ကဒီ discount ပရင်းပေါက်ကိုရင်းနှီးမြှုပ်နှံမှုဘဏ်တို့ကိုပိတ်ထားခဲ့တာဒါပေမဲ့မနစ်တနေနာမှဒီပရင်းပေါက်ကိုရင်းနှီးမြှုပ်နှံမှုဘဏ်ကိုပါဖွင့်ပေးပလိုက်တယ်ဗျာရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးကအမေရိကန်ဘဟုဘဏ်ကနေပြီးတော့ဒေါ်လာဘီလီယံ30ထုတ်ချေးပလိုက်တယ်လက်နက်10ပါဖြစ်လာတယ် discount ပရင်းပေါက်တစ်ဖက်ကတချမ်းကပိတ်တယ်တချမ်းကဖွင့်ထားတယ်အဲ့လိုလောက်ရာနေဒီလိုရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးက ဘာဖြစ်လာလဲဆိုတော့ဒေါ်လာဘီလီယံ30ထုတ်ချေးလိုက်တာကြောင့်ပိတ်ထားတဲ့တချမ်းကိုဖွင့်မလိုက်တယ်ဗျာဒီလို discount ဖွင့်လိုက်တာကြောင့်ဘ ഹു ပန်အတိုးနှုန်းက2.25ရာခိုင်နှုန်းလောက်ရှိကို short ချလိုက်တယ်ဒီလိုဘ ഹു ပန်ကနေပြီးတော့လက်ရှိစီးပွားရေးအကျက်တဲကိုအပူတပင်ကြိုးပမ်းရာကြောင့်ပေါ်လွင်လာတော့တယ်ဘ ഹു ပန်ကဘာလက်နဲ့ကရိယာကြံရှိနေတယ်လဲဆိုပြီးလေ့လာရမှာဒီဘ ഹു ပန်တောင်ဝင်ဝတ္တရားအကြောင်းတွေကိုပြန်လဲရှာဖွေရတယ် ဘာတွေလောက်ရလဲဆိုတော့ဒီတောင်ဝင်ကိုဖော်မပြမိမှာဗဟုပန်ဟူ၍တီထွင်မှုဆိုပြီးပြောလာတဲ့ဟာကိုဖော်လို့တယ် sorry အချိန်ဟူသောအရာစတင်ပေါ်လာခဲ့ရမဟာအကြီးမားဆုံးတီထွင် ဖန်တီးမှုကြီး၃ပါးပေါ်လာခဲ့တယ်အဲ့ဒါကမီ fire နဲ့ bay ဝီးနဲ့ဗဟုပန်ဆန့်ထွဲဘန်းကင်းတို့ပဲဖြစ်ပါတယ်ဆိုပြီးရေးသားခဲ့ရပါပဲဗျာဗဟုပန်ရဲ့အဓိကတာဝန်ကဘာလဲဆိုရင်ဝေကြီးချင်းငါမှုပမာဏ money supply နဲ့ credit supply ကိုကိုကဲထိမ့်သိမ့်ဖို့ပဲဖြစ်ပါတယ်ဒီတို့ကဘိုးဘန်ရဲ့အဓိကလက်နက်ရှိပါရှိတယ်တကားဒါတွေကဘာဖြစ်မလဲဆိုရင်တစ်ကဈေးကွက်ဖွင့်ပြီးတော့မှကစားခြင်း open market operation ဈေးငွေကြေးဈေးကွက်တွေထဲမှာဘိုးဘန်ဝင်ကစားခြင်းဖြစ်ပါတယ်နှစ်က discount policy ပါအတိုးနှုန်း policy ပါ တုံးကဗဟုဘန်တို့ဟာမရှိမဖြစ်ချားရမယ်အ ਨੇ ဆုံးတိတန့်ချားရမယ်ရံပုံငွေတို့အတိုးအလျှော့လှုပ်ခြင်းဖြစ်ပါတယ်လေးဟာကျင်ဝတီလာတရားဟောခြင်းမှာငါ stock share များကိုဝယ်ရောင်းလုပ်ငန်းအတွက်ဘန်တို့ဟာငွေချေးရမှာ margin ကိုရွေးပြီးတော့ထိန်းခြင်းပါ control over margin requirement လို့လည်းခေါ်ပါတယ်6ကအရေးကြဝယ်ခြင်းအကျွေးဝယ်ခြင်းစားသုံးသူချင်းငွေလုပ်ငန်းတို့နဲ့ပတ်သက်ပြီးတော့ကြည်ကျက်ထိမ့်သိမ့်ခြင်းပါခုနှစ်ကတော့ချင်းငွေနဲ့အိမ်ညာဝယ်ခြင်းဖြစ်ပါတယ်အိမ်ညာပေါင်ခြင်းယာပေါင်ခြင်းလုပ်ငန်းတို့ကုကဲခြင်းနဲ့၈ကနောက်ဆုံးပိတ်ငွေချေးခြင်းဒါរីကိုဗဟုပံကလုံးဖို့အဓိကလက်နက်၈ပါးဖြစ်လာပါတယ်။ Wall Street ကိုထိန်းဖို့ဘယ်လိုဖြစ်လာ ယခု New York Wall Street ကဘန်နာရေးအင်းဒီဈေးကွက်ဘိုးဆန်တာမှာ corporation အချို့ကအရှုံးပြလာကြတယ်။ငွေစည်ရင်းရှင်းတဲ့မှာဝင်ငွေထက်အမြင့်ငွေကြာဆင်းလာတယ်။အချို့ corporation တွေကဒေဝါလီခံသွားကြတယ်။ဒီထဲမှာယင်းနှမြုံနယ်မှု corporation ကြီးတစ်ခုဖြစ်တဲ့ Bira Sting ဆိုပြီးတော့မှပါဝင်လာတယ်။ဒီဒေဝါလီခံမှုမှာ Bira Sting ကိုယင်းနှမြုံနယ်မှုဘန်ကြီးကနေပြီးတော့မှဝယ်ယူဖို့အင်အားပေါ့နော်ဝယ်ယူဖို့ အားပေးလာတယ်စိုက်ပြင်းလိုက်ကြတယ်ဒီလိုမိုးဝဲယူမြင်မှာပဲဘာဖြစ်လဲဆိုတော့ဒီဘီယာစနေကြီးပြိုလဲသွားတယ်ဒီလိုပြိုလဲသွားတော့မီးကိုကျွတ်လျှောက်အခြား Wall Street ကပါဘာဖြစ်လဲဆိုတော့ corporation မှာရိုင်းလဲသွားတော့တယ်ဒီလိုဖြစ်မျိုးမကြုံရလေအောင်ဘီယာစတင်းကိုဝယ်ယူဖို့ထက်စီစဉ်ရတယ် တလူစီစဉ်ဖို့ဝယ်ယူဖို့ငွေမလုံလောက်ဖြစ်နေပြန်တယ်ဘိုဘန်းနေပြီးတော့မှမော်ဂန်စတင်လီကိုဒေါ်လာဘီလီယံ30ဖို့ထုတ်ချလိုက်ရတယ်တဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးနှစ်ချက်ရှင်းပြစရာပေါ်လာတယ်ပထမတစ်ချက်ကအမေရိကန်ဘိုဘန်းနေပြီးတော့နောက်ဆုံးငွေချင်းကားသူသူပေါ့နော်အကျွေးဒီငွေချင်းလိုက်တဲ့လုပ်ငန်းကိုတောင်းဝင်ယူလိုက်တဲ့အချက်ဖြစ်ပါတယ်ဘယ်မှာမှချေးလို့ငှားလို့မရနိုင်ဒီအစုံးမှာဘိုဘန်းကနေပြီးတော့မှငွေထုတ်ချေးလိုက်ခြင်းကိုညှိညွှန်းပါတယ် ဒုတိယအချက်ကဘာဖြစ်လဲဆိုတော့ငွေထုတ်ချေးလိုက်ခြင်းကတဲ့ဘူဘန်ကအခုဒေါ်လာဘီလီယံ30ငွေထွေးထုတ်ချေးလိုက်တဲ့ဘန်မော်ဂင်စတန်လင်ကဂျင်းနီမြောက်နှံမှုဘန်ဖြစ်နေတယ်တဲ့ယခင်ကဂျင်းနီမြောက်နှံမှုဘန်ကိုဘူဘန်ငွေချေးလို့ဆိုတာမရနိုင်ပါဘူးတဲ့ ဒီ discount ပရင်းပေါက်ကိုပိတ်ထားပါတယ်တဲ့ commercial ban တို့ကပရင်းပေါက်တကားကိုဖွင့်ချပလိုက်ပါပြီတဲ့ယခုနောက်ဆုံးငွေချင်းကားသူကတော့တဲ့အာနာကိုတုံးလိုက်ပြီးတော့မှ discount ပရင်းပေါက်ကိုနှစ်ချမ်းစလုံးကိုဖွင့်ချပလိုက်ပါပြီဘိုးဘန်နေပြီးတော့မှ commercial ban ကိုလည်းချေးလိုက်တယ်ယင်းဒီမြောက်နှံမှု ban တို့ကိုလည်းချေးလိုက်ပါပြီတဲ့ ပြက်မဲ့ဟာမြန်မြန်ပြက်တယ်။ဆိုခဲ့တဲ့အတိုင်းပါပဲ။ဘိုးဘန်အတိုးနှုံးကနှစ်သမားနှစ်900ခိုင်နှုန်းဒီ short ချလိုက်ပြီးတော့မှ discount brand ပေါက်ကိုလည်းနှစ်ချမ်းစလုံးဖွင့်ပေးလိုက်ပါတယ်။ American စီးပွားရေးထိုး site ပျော်ကြမှုဖြစ်သွားပြီးတော့မဖြစ်ပွားအောင်ထိန်းနိုင်မလားဆိုပြီးတော့မေးခွန်းထုတ်လာကြတယ်။တချို့ကလည်းကုနီးကအချိန်နှောင်းနေပြီဆိုပြီးဆိုကြတယ်။တချို့ကလည်းကုနီးကမှားနေပြီဆိုပြီးဆိုကြတယ်။တချို့ကဖြစ်ရမယ့်ဟာမြန်မြန်ဖြစ်အောင်လုပ်ချင်းက ပို့ပြီးကောင်းကျိုးပေါ်နိုင်မယ်ဆိုပြီးတော့ဆိုကြရဗျာမလွဲမရှောင်ပြက်ရမယ့်အရာမြ мян ပြက်မပြက်ပြက်အောင်မပြိုပြိုအောင်မထိန်သိမ့်သိမ့်မြ мян ပြက်အောင်ဖြိုပြီးတော့အစ်စ်တီဆောက်ချင်းရအဖြေဟုပြောလာကြတယ်တချို့က Wall Street ကိုအထင်းကိုမဲ့လွတ်ထားရင်မသိမ့်ဘူးဆိုပြီးတော့လဲပြောလာကြတယ်ဗျာဒါကတော့2008 April ပါစီမံခန့်ခွဲမှုအကြက်အတင်းဒေါ်လာလားဒိုလာလားโอเค အဲဒီအကြောင်းအရာကိုတော့ကျွန်တော်တို့မနှက်ပြန်မှာဆက်ပြီးတော့မှာတင်ဆက်ပေးသွားမယ်။စီမံခန့်ခွဲမှုအကြက်တည်းရောက်သွားတယ်။အဲ့ချိန်မှာဒေါ်လာဟာဒေါ်လာလားဒေါ်လာလားဒီလိုဆင့်အခြေအနေကိုဖြစ်သွားတယ်ပေါ့နော်။ဒီအကြောင်းအရာကိုဆက်ပြီးကျွန်တော်တို့မနှက်ပြန်စာအုပ်စုံစီစဉ်မှာဆက်ပြီးတော့မှာမျှဝေတင်ဆက်ပေးပါမယ်။ဆိုတော့အခုဖတ်သွားတဲ့အကြောင်းအရာလေးက အရန်ကိုကျွန်တော်တို့တို့အကျိုးရှိတယ်ပြန်ပြီးတော့အတုံးချလို့ရမယ်မိတ်ဆွေတို့ပြန်တုံးတက်လို့ရမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်မိတ်ဆွေတို့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာနော်ပြီးတော့ကိုယ့်ရဲ့ဒီစီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်နော်ဘန်းမင်းငယ်လုပ်ငန်းတွေပဲဖြစ်ဖြစ်ငွေကြေးပိုင်းဆိုင်ရာတွေကိုလေ့လာချင်တာဖြစ်ဖြစ်ဖြစ်စီးပွားရေးတီဟိုရီကိုလေ့လာနေရတဲ့လူပဲဖြစ်ဖြစ်အခုဒီအကြောင်းအရာလေးကအရန်ကိုဒါအတုံးဝင်ပါတယ်တေးသေးချာချာလေးပြန်ပြီးတော့တွေးပါ ပြန်ပြီးတော့မှသုံးသက်ပါဆင်ကျင်ပါဒါဆိုရင်တော့မိတ်ဆွေတို့ကလည်းဒီတရားနေအပြည့်တစ်ခုခုရမှာပါဗျဆိုတော့အလုံးပွဲစာအုပ်ဆောင်အစီအစဉ်မှာပြန်လည်တွေ့ဆုံကြပါမယ်။ကျမ်းမာရဲ့ဂရုစိုက်ပါ။ကျမ်းမာခြင်းဒီလက်တပါဖြစ်ပါတယ်။ကျမ်းမာပျော်ရွှင်ကြပါလိမ့်ဗျ။ See you တက်တာပါဗျာ။